ီချစ်တီနာဖြစ်ပါတယ်။ဒီချစ်တီနေ့တင်မှာ Grade 12 Maths ရဲ့ Chapter 1လေးသင်နေတာ Complex Number အပိုင်းမှာ Exercise 1.5ရဲ့ Number 2လေး A နဲ့ B ပြီးသွားပြီပေါ့နော်။အခု channel လေးဆက်တွက်ပါမယ်။ဒီချစ် channel လေးက Grade 10, 11, 12ကိုပညာဒါနသင်ပေးနေတဲ့ channel ဖြစ်ပါတယ်။ကိုမစားတွေ့တဲ့ကလေးတွေက playlist ထဲမှာကိုကြည့်ချင်တဲ့ဘာသာနဲ့ကိုကြည့်ချင်တဲ့အတန်းကိုရွေးချယ်ပြီးကြည့်ရှုနိုင်ပါတယ်။ Playlist ကောင်းစင်အောက်မှာ ကိုယ့်ရဲ့ဗီဒီယိုလေးတွေဟိုအောက်ထိဆွဲပြီးမှကြည့်သွားပါ chapter 1 2 3ကိုကြည့်ချင်တဲ့ chapter ကိုနှိပ်လိုက်ရင်အဲ့ဒီမှာ part 1 2 3 4နဲ့ chapter တစ်ခုလုံးစာရှိပါတယ်အဲ့တော့အဲ့ဒီအရှိရဗီဒီယိုရဲ့ကာဗာလေးတွေမှာကြည့်ပြီး exercise လား example လားတခုစီကိုအဲ့ဒီမှာရွေးချယ်ပြီးကြည့်ရှုနိုင်ပါတယ်နော်။ကဲဟုတ်ပြီအဲ့ဒါဆိုကျေရုစရအောင်နော်။စရအောင်ဆိုတော့ဒီမှာ A နဲ့ B ကပြီးပြီဆိုတော့ C အများကြီးထွက်လာတာဖြစ်တဲ့အတွက်ကလေးတို့ကနားလဲပြီးသားဖြစ်နေပြီဆိုတော့ဒီ channel အတူတူ live ပြောရအောင်နော်။ လိုက်ပြောရအောင်ဆိုတော့အရင်ဆုံးတစ်ချက်တော့ကဒီမှာသူ့ရဲ့မေးခွန်းကဘာမေးတာလဲကျူရူကိုမေးတာเนาะတစ်ချက်တော့အရင်ဆုံးပေးထားတဲ့ဟာလေးကိုမှပြန်လုပ်ပေးမယ်ပြန်ကူးပေးမယ်ပေါ့เนาะပေးထားတာလေးပြန်ကူးမယ်ဆိုတော့ -1 i ကိုဘာမှမပိုင်နံပါတ်ပေးလို့ပြောတဲ့အတွက်နံပါတ် c မှာ let butterfly z equal to -1 plus i လို့ထားပါเนาะအဲ့တော့ minus 1 plus i ထားပြီးတာနဲ့ coordinate form ပြောင်းလို့ပြောတဲ့အတွက် real part ဖြစ်တဲ့ she က gain သည် minus 1အဲ့ဒါ x tan 4 comma နောက်က imaginary part ရဲ့မြောက်ဖို့ gain ဖြစ်တဲ့1လေးက y tan 4เนาะအဲ့တော့ x equal to y နေရာထည့်ရေးလဲရတယ်မရေးလဲရတယ်เนาะအဲ့တော့ x equal to minus 1 comma y equal to 1ဒီချက်တော့မှတ်မိနေအောင်ထည့်ထည့်ရေးပြလိုက်တာဖြစ်တယ်เนาะ ဒါဆိုရင် r လိုချင်တဲ့ဆို formula လေးဆိုပါအောင် square root of x square plus y square ဆိုတော့ minus 1 the whole square plus 1 square equal to d ဘာရတော့မလဲ root 2ပေါ့နော် root 2ရမယ်အဲဆို root 2ရပြီဆိုရင် r ရပြီဆိုတော့ခြေရုပ်ဘာလုပ်ပြီးမယ် sin theta နဲ့ cos theta ရှာမယ် sin theta ဆိုတာကဘာကိုဘာနဲ့စာ y by r ဆိုတော့ y က1 r က root 2နော် cos theta ကဘာဖြစ်မှာလဲ x by r ဆိုတော့ x က minus 1 r က root 2ဒါဆိုရင်ဒီကျတော့1 by root 2 1 by root 2ဆိုတာ ਨੇ 45လို့တီးလိုက်ပြီเนาะအဲ့တော့45 degree ဖြစ်တဲ့အတွက် quadrant စဉ်းစားမယ် minus 1နဲ့ plus 1เนาะ x က minus y က plus ဆိုပြီး quadrant လဲ second quadrant မှာရှိမယ်ဒီကျတော့เนาะ ဒီ second quadrant မှာ45လေးရှိမယ်ဒါက terminal side ဖြစ်တယ်အဲ့ဒီ terminal side ကို z tan 4 point ရေးပြရမယ် -1,1 เนาะပြီးရင်ဒီချက်တို့ရဲ့ acute angle ဒီ x axis နဲ့ terminal side ကြားလို့ပြောရတဲ့အတွက် x axis နဲ့ terminal side ကြားဒီ45ဆိုတော့ဘယ်လောက်လဲ radian နဲ့ဆိုပိုင်းပိုင်းဖော့အခုလိုချင်တဲ့ theta လေးကဘယ်အဆအတိုင်းမယ် 0° အဆအတိုင်းမယ်ဆိုတော့ဒီကနေဒီအထိကပါလဲ theta နော်အဲ့ဒါလေးကတီတာဖြစ်မယ်အဲ့တော့ first quadrant နဲ့ second quadrant မှာဆိုရင်တီတာဒီ positive ဖြစ်တဲ့အပောင်းပဲယူမယ်အောက်မှာဖြစ်တဲ့ minus အအောက်မှာဖြစ်တဲ့ fourth နဲ့ third မှာဆိုရင်နော် negative တီတာဖြစ်သွားမယ်နော် minus အဲ့ဒါဆိုရင်ဝင်ယူထည့်မယ် x axis နဲ့ y axis အလဲမှာ0နော်အဲဒီ terminal side လေးက r နော် ကဲဟုတ်ပြီအဲ့ဒါရပြီဆိုရင်အခုတီတာတီချာတို့တီသွားပြီဆိုတော့တီတာလိုချင်တယ်ဆိုရင်ဒေါင်းကျယ်ဖြစ်နေတဲ့အတွက်ဘယ်တွေကနှုတ်မှာလဲပိုင်သေးကနေမိုင်းပိုင်ဖို့ကိုနှုတ်မှာဒီကတီတာတန်ဖို့ရမယ်နော်အဲ့ဆိုတော့ပိုင် minus ပိုင်ပိုင်ဖို့ဆိုတော့ဘယ်လောက်ရသွားလဲ3ပိုင်ပိုင် for ya me no အဲ့ဒါဆိုဒီချိုတီတာရပြီဆိုရင် z ရဲ့ trick ကို form ရေးမယ် formula ဆိုမယ် z equal to cos into cos theta plus i sin theta ဆိုတော့ r ဆိုတော့ဖိုင်ကြီးမှာလဲ redu เนาะ cos theta ဆိုတဲ့အတွက် cos theta က3 pi by 4 plus i sin 3 pi by 4เนาะကဲဟုတ်ပြီအဲ့ဆို triple form ရရင်ဒီချက်တို့ဒါရေးမှာလဲ root နဲ့ root formula ရေးမှာဖြစ်တဲ့အတွက် wk ပေါ့နော် wk equal to ဒီပါဖြစ်မယ် formula က r power 2ဆိုရင် 2root ဆိုရင် r power 1 by 3 နော်အဲဆိုတော့အာဂါရတူမို့လို့ရတူသဟိုးပါဝါ1.3 cos တောင်းခတ်မယ်နော်ခွင်းခတ်မယ် cos theta plus 2k ပိုင်းဆိုတော့ theta နေရာမှာ3ပိုင်းပိုင်း4မို့လို့3ပိုင်းပိုင်း4 theta နော် plus 2k ပိုင်းပိုင်းကျူရူမို့လို့3 plus sin ကလည်းအတူတူပဲဆိုတော့ i sin ဘယ်လောက်ဖြစ်မလဲ 3 by by 4 plus 2k by by 3နော်အဲ့ဒီမှာဒေါင်းလေးတွေကိုမလုပ်ခိုင်းလဲတစ်ချက်ကရေးတာမှားမှဆိုလို့ခွင်းခတ်ခိုင်းတယ်နော်ဒေါင်းလေးခွင်းခတ်မယ်ပြီးရင်အပြင်အကွင်ကြီးလေးပြန်ခတ်မယ်အဲ့ဒီမှာတချို့ရဲ့ခေတံဘိုးဒီ3ဖြစ်တဲ့အတွက်0ကစမယ်3ထက်ရော့ဆိုတော့2အထိပဲနော်ခေတံဘိုးဒီ0 1 2ဖြစ်မှာပေါ့နော်0 1 2အဲ့ဒါရပြီဆိုတချို့ဘာစထည့်မလဲ w 0ထည့်မယ် w0 ဆိုဒီက 2k ပိုင်းလေးက0ဖြစ်သွားမှာဖြစ်တဲ့အတွက်3ပိုင်းပိုင်း4ပိုင်း3ဆိုတော့4နဲ့3နဲ့မြောက်မှာဆိုတော့4 3လီ7ဆိုတော့3ပိုင်းပိုင်း12ဖြစ်သွားမယ်เนาะ root 2ဆိုတာက1.2ဒီက3နဲ့မြောက်တော့1.6เนาะအဲ့ဒါဆိုရင် w0 k တန်ဖိုးဘယ်လောက်မှာလဲ0မှာပေါ့เนาะ k တန်ဖိုး0မှာ w0 equal to the 2 power ဒီပါဖြစ်သွားမလဲ1.6ဖြစ်သွားပြီး cos က cos ဘယ်လောက်ရသွားလဲ π π 4 i sin π π 4အဲ့တော့ π π 4ဆိုတော့ကလေးတို့ကသိပြီးသားဖြစ်တယ်ဘယ်လောက်လဲ1 √2 တို့မဟုတ် root 2 √2 ပေါ့နော် rationalize လုပ်ပြီးသားဆိုရင် root 2 √2 2 power 1 6နော်ကျေရိုရဲ့ cos π/4 ဒီဘလောက်လဲ rationalize လုပ်ပြီးသားဆိုရင် root 2 by 2ဖြစ်မယ်เนาะ plus အဲ root 2 by 2 i ပေါ့ i ကအရှိရေးရေးအနောက်ရေးရေးရတယ်နော် root 2 by 2 i အဲ့တော့ဒီက1 by 60ဘာလို့ပြောထားလဲတကယ်6 root of 2ဖြစ်မှာဖြစ်တဲ့အတွက်6 root of 2ဆိုဒီမှာဝင်ဖြောင်းရင်လေ root တန်ဖိုးမတူတဲ့အတွက်ဝင်ဖြောင်းလို့မရဘူးအဲ့ဒါကြောင့်တကယ်ဒီတိုင်းပဲထားလိုက်ပါနော်ဝင်ဖြောင်းတယ်ဆိုရင် ဘာဖြစ်သွားမှလဲ6 root of 2 into root 2 by 2ဒီလိုဖြစ်နေမှာเนาะအဲ့တော့အတိုင်းပဲထားလိုက်မယ်ဆိုတော့ k tan mu 0ပြီးပြီဆိုတော့ k tan mu 1ပြီးမယ်ဆိုရင်ဒီချက်တော့ w1 ပေါ့เนาะ w1 ဆိုရင်ဒီမှာလာပြန်ကြည့်မယ်1ထည့်လိုက်ရင် 2k เนาะ3 by by 4 2 k နေရာမှာ1ဆို2 by เนาะ3 by by 4 2 by အဲ့ဒီမှာမှာအောက်မှာ by 3ရှိမယ်เนาะ အဲ့ဒီဘိုင်းဒုတိယပြီးမှရှင်းမယ်ဆိုတော့ဒီဒါလေးကိုဘိုင်းချင်ညှိမယ်ဆိုတော့၄၄နဲ့၄ရရှင်း၈နဲ့၈ရ၃နဲ့ဆိုတော့11เนาะအဲ့တော့11.12ဖြစ်သွားမှာပေါ့เนาะ2 power 1.6 cos 11 pi pi 12 plus i sin 11 pi pi 12เนาะဒါလေးကအကျန်းအတွက်ပြ။ကဲဟုတ်ပြီအဲ့ဒါဆိုဒီချိုက အဲ cos 11 pi by 12လေးကိုနှိပ်ကြည့်ဘယ်လောက်ရမလဲ cos 11 pi by 12က minus root 6 plus root 2 by 4เนาะ root 2 power 1 by 6 into minus root 6 plus root 2 by ပေါ်ရမယ်အနောက်က sin ကိုနှိပ်ကြည့်ပါအောင် sin ကဘယ်လောက်ရမလဲ root 6 minus root 2 by 4 i ရ အဆိုချရတာ K1 ညပြီပြီးရင် K တန်ဖိုးဘလောက်လဲ2မှာဆိုရင် W2 ပေါ့နော် W2 ဆိုရင်2 power 1.6ကတော့2မယ်2မယ်ဆိုတော့ W2 ဆိုတော့ degree ကိုတွက်ကြည့်ရအောင်အော်နော် radian နဲ့ဆိုတော့သူ့ရဲ့တန်ဖိုးက K နေရာမှာဘလောက်ထဲမှာ2ထဲမှာဒါဆိုရင်နှစ်နှစ်လေးလေးဆိုတော့4ပိုင်ဖြစ်သွားမှာပေါ့နော်တချို့ကအဲ့တော့4ပိုင်ဆိုတော့ဒီက4နဲ့ပိုင်းချီလာညှိရင်4ဆိုတော့4လေးလေး16 16နဲ့3ဆိုတော့ 19 by by 12ဖြစ်မယ်နော်19 by by 12ဆိုတော့ multiply by my uh, cos no? 19 by by 12 plus i sin 19 by by 12 mà 19 by by 12လေးဘယ်လောက်ရလဲ ဒီပါဝါဝါဖိုင်စစ် cos ကိုနှိပ်တာကလေးတို့ဘယ်လောက်ရလဲ cos က root 6 root 2 min 4เนาะ root 6 min root 2 min 4အနောက်က sin ကိုနှိပ်တာ minus root 6 plus root 2 min 4ဆိုတော့အဲ့ဒီ minus ကအလဲမှာမို့လို့ရှေ့ရောက်သွားမယ် minus root 6 plus root 2 min 4အရရမယ်เนาะ ဟုတ်ပြီလားကဲအဲ့ဒါဆိုရင်ဒီချက်တို့ဒါက C ပြီးသွားပြီပေါ့နော် C ပြီးသွားပြီဆိုတော့ D လေးကြည့်ရအောင်အဲ့တော့ D ကအုပ်ဆောင်လေးပြန်ကူမဲ့ထားမယ်ဆိုတော့ let နော် let လိုက်ပြောသွားအောင်နော် like ပြောရအောင်ကလေးတို့တခါလဲ z equal to the minus 1 minus i နော်အဲ့ဆို minus 1 minus i ဆိုတော့ coordinate form အနေနဲ့ဆိုရင် -1, -1 ရမယ်။ဒါဆို x က -1 y ကလည်း -y เนาะအဲ့ဒါဆိုရင် r လိုချင်တယ်ဆိုတာဖြစ်သွားမလဲ square root of minus 1 the whole square plus minus 1 the whole square ဆိုတော့ဘာပဲရမှာ root 2ပဲရမှာเนาะအဲ့ဆိုတော့ equal to root 2ပဲရမယ်အဲ့ဆိုတော့ teacher root 2ဆိုတော့ sin theta လေးရေးရအောင် sin theta က y by r မို့လို့ minus 1 by root 2ပြီးရင် cos theta sin x x by r ဆိုတော့ minus 1 by root 2เนาะအဲ့တော့1 by root 2ဆိုတော့45 quadrant စဉ်းစားမယ်ဆိုတော့ minus minus ဆိုပေ quadrant မှာလည်း zero ရဲ့ third quadrant မှာရှိမယ်เนาะ45 degree ဆိုတော့သူက terminal side နဲ့လို့ယူရတာ terminal side ဒီ x axis နဲ့ယူတာဖြစ်တဲ့အတွက်ဒီက x ဝင် u နဲ့ terminal side ကြားဒီအခုရလာတဲ့ acute angle ဖြစ်တဲ့ π/4 လေးเนาะ ိုင်ပိုင်ဖို့ဒေါင်းတိုင်းတာက0ကနေတိုင်းမှာအောက်ဘက်ကလှဲ့တာဖြစ်တဲ့အတွက်နာရီလက်တန်အတိုင်းဆိုရင်ဘာဖြစ်မှာလဲဒီတာကို negative နဲ့ယူရမယ်နော် minus ယူမယ်ဒီက z တီဘာဖြစ်မှာလဲသူ့ရဲ့ point ဒီ minus 1 comma minus 1เนาะအဆိုရင်ဒါလေးက x axis ဒါလေးက y axis ဒါက0ဒါလေးက r နော်ရပြီလားအဲ့ဆိုတော့ down ကအနှုတ်နဲ့ထွက်မှာဖြစ်တဲ့အတွက် theta equal to theta ဖြစ်မှာလေ ဘယ်တရားဘာနှုတ်မှာလဲပိုင်သေးကနေပိုင်ပိုင်ဖို့ကိုနှုတ်ဒေါင်းဒီအောက်ဖက်လဲတာဖြစ်တဲ့အတွက်အနှုတ်ဒါကြောင့်မလို့ theta equal to the minus ကိုရှင်းမှာထားပိုင်သေးကပိုင်ပိုင်4ကိုနှုတ်လိုက်တဲ့အတွက်ကုနာနှုတ်ပြီး3ပိုင်ပိုင်4ရှေ့မှာနှုတ်ပါတဲ့အတွက် minus 3ပိုင်ပိုင်4เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ရဲ့ trigonometric formula ရေးမယ်ဆိုတော့ z equal to r ဆိုတော့ reduce ပြီးရင် multiply by cos cos minus 3 pi by 4အနှုတ်ပိုင်းဘာလုပ်ပေးထားရမလဲဝင်းခတ်ပေးထားရမလဲ plus i sin minus 3 pi by 4เนาะဝင်းကြီးပြန်ပိတ်ကဲအဲ့ဒါရပြီဆိုရင်ဒီစရုပ်ဘာရေးရမလဲ root အတွက်နော် root အတွက် root form ရေးမယ်ဆိုတဲ့အတွက် wk ဒီကျူရူဖြစ်တဲ့အတွက် r power 1.3ဖြစ်မယ်နော်အဲ့ဆိုကုနာနဲ့အတူတူပဲဆိုတဲ့အတွက် wk equal to d ပါဖြစ်မယ် root 2 the whole power 1.3 cos က theta plus ဆိုတော့ cos minus 3 pi by 4 plus 2k pi by 4နော်ပြီးရင် sin ကတူတာဖြစ်တဲ့အတွက် plus i sin minus 3 pi pi 4 plus 2k pi pi 4 pi pi 3 sorry เนาะတခြားတာလွဲသွားတာ root ကကျူရူဖြစ်တဲ့အတွက် pi ဘယ်လောက်ဖြစ်ရမှာလဲ pi 3เนาะ ဘိုင်းတရီအဲဆိုရင်အဲ့ဒီ3အတွက်ခေတံဟိုးရေးမယ်ဆိုရင် kd ဘယ်လောက်ဖြစ်ရမလဲ0 1 2ပေါ့နော်ကဲဟုတ်ပြီအဲ့ဆိုခုနအတိုင်းပဲပါစထည့်မလဲခေတံပေါ့ဘယ်လောက်ကစထည့်မလဲ0ကစထည့်မယ် k0 ဆိုတော့ w0 ပေါ့နော် k0 ဆိုတော့ w0 equal to ဘာဖြစ်သွားမလဲ w 0ဒီဆိုတော့ 2k ပိုင်းက0ဖြစ်သွားတော့ခုနအတိုင်းပဲဆိုတော့ -π/4 ရမယ်เนาะခုနတပုတ်နဲ့တူလို့เนาะမြန်မြန်ပြောသွားလိုက်တော့မယ်အဲ့တော့2 power 1/6ဖြစ်သွားပြီเนาะတန်ရေးလိုက်တော့မယ်ရတာဒီ cos -π/4 i sin -π/4 i เนาะကဲဟုတ်ပြီအဲ့ဆိုအဲ့ဒါလေးနှိပ်လိုက်ရင်ဘယ်လောက်ရသွားမလဲတချို့ -π တယ်ဆိုတော့2 power 1/6နဲ့ cos က root 2 by 2ရမယ်။ sin က minus root 2 by 2ရမယ်။ဆိုတော့ minus root 2 by 2 i ပေါ့နော်။ကဲဟုတ်ပြီ။ဒီခါ k equal to 1အတွက်ဆိုရင်ဒီ root w1 လေးရမယ်။ w1 က2 power 1 by 6နော်။1 by 6ဆိုကိုပါကိုပိုင်းချီညီလိုက်နော်ဒီချက်ကခုနအသေးစိတ်တင်ခဲ့ပြီပြီနော်အဖြေကဘယ်လောက်ရမလဲဆိုတော့5 pi by 12ရမယ်5 pi by 12 plus i sin by by 12ရောက်နော်။ Okay အဲ့ဒါဆိုရင် to power 1 by 6 get cos pi pi by 12လေးကိုနှိပ်ပါ။ cos pi pi by 12ကိုနှိပ်တာ6 minus 2 by 4ရတယ်။ blood sign ကိုနှိပ်တာလဲ rose 6 plus reduce by 4ရတယ်အနောက်မှာ i ပါမယ်နော်ဒါဟုတ်ပြီဒါဆို k equal to 2အတွက်ဆိုရင် w2 လေးကိုဘာကိုတစ်ချက်အရှိမပိုင်းချင်းညှိတာလေးသင်ပြခဲ့တယ်သူမဟုတ် calculator တန်းနှိပ်လိုက်နော် calculator တန်းနှိပ်လို့ရတယ်အခြေခံကြကြနားလည်စေချင်လို့အသေးစိတ်သင်ပေးထားတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီချက်တို့ cos ဘယ်လောက်ရလဲဒီချက်ကိုပြောကြည့်နော် cos က k နေရာမှာ2ထည့်လိုက်ဘယ်လောက်ရသွားလဲ13 by 12နော်13 5 by 12 plus i sin 13 5 by 12 yame no okay and so yin cos 13 5 by 12 ni nei bi teacher blao yame le 2 power 1 by 6 so ro minus root 6 plus root 2 i 4 yare bi yin minus ka a shi ma no 6 ye shi ma mo hou bu a 5 ye shi ma ဆိုတော့ဒီကဒီလိုလာမှာเนาะ minus ပြီးရင် plus minus root 6နောက်တစ်ခုက6ရဲ့ရှေ့မှာ root 6ရှေ့မှာ minus เนาะပြီးရင် by by out မှာ4အနောက်မှာ i ပါတယ်เนาะအဲ့တော့ဒါလေးပဲအဲ့ဒါဆိုရင်နောက်မှာဒီကပုံစံတူနေတာဖြစ်တဲ့အတွက်ကလေးတို့ဒီချက်အဖြေပဲရေးပေးလိုက်မယ်တွက်ကြည့်နော်ဘာနဲ့ဘာနဲ့လဲ e နဲ့ f ကိုကိုဘကိုတွက်ကြည့်ပါအဖြေတိုက်ဖို့အတွက်ဒီချက်အဖြေလေးရေးပေးပါမယ်နော် အဲ့ဆိုရင်သူ့ရဲ့အဖြေကဘာဖြစ်မလဲဆိုတော့နံပါတ် E အတွက်ကတချို့ရဲ့ theta ဒီပါရရမလဲဆိုရင် minus pi pi 2ဖြစ်မယ်နော် theta ပုံစံ2ရှိမှပါပြီးသားနော်ပုံစံ2ပါပြီးသားအဲ square root နဲ့ cube root ပဲကွာွားတာဆိုတော့တချို့တစ်ခုထပ်ပိုရှာရတာတစ်ခုပဲအတူတူပဲနော်ရှိမှတချို့ပုံစံတွေကြည့်ပြီးတဲ့ကလေးကသိပြီဒါဆိုရင်တချို့ w0 ဘယ်လောက်ရတယ်လဲဆိုရင် root 3 by 2 minus 1.2 i ရမယ်ပြီးရင် w1 ကဘယ်လောက်ရမလဲဆိုတော့ i ရမယ်เนาะ w1 က i ရမယ်ပြီးရင် w2 ကကြတော့ minus 3.2 minus 1.2 i ရမယ်เนาะကြည့်အဲ့ဒါအဖြေလေးပေါ့ဒါ e အတွက်တခါ f အတွက်က F အတွက်ကကြတော့ teacher ရဲ့ theta tan ဘိုးက -5/4 အတူတူပဲမို့လို့မတွက်ပြတော့တာเนาะ theta tan ဘိုးဘယ်လောက်ရမလဲဆိုတော့ -5/4 เนาะ -5/4 ထွက်မယ်ဆိုတော့ရှေ့မှာပုံစံတူတွက်ပြီးသွားပြီဒါเนาะအဲဆိုရင် w1 လေး w0 လေးကဘယ်လောက်ရမလဲဆိုတော့ခုနနဲ့တူပြီးသားเนาะ2 power 1/6 root 6 plus root 2/4 plus 3/4 minus root 6 plus root 2 by 4i နော်ဒါကတခုပြီးရင် w1 လေး w1 လေးကကျတော့2 power 1 by 6အဲ7 pi by 12ရမှာဖြစ်တဲ့အတွက်နှိပ်လိုက်တော့ minus root 6 plus root 2 by 4 plus နော် root 6 plus root 2 by 4 i ရမယ်ဒါက w1 w2 လေးကကြတော့ 2 power 1 by 6 into minus root 2 by 2 minus root 2 by 2 i. No? The hobby, and I'll need to no? ဟုတ်ပြီအဲ့ဆိုဒီချက်နောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးနော်အားလုံးမင်္ဂလာပါ